အနည်းဆုံးတော့ကျွန်တော်သတ်မှတ်လို့ရ4000ဝါနေ5000ကျားစီစက်တက်ထဲကိုလုံးဝကိုရောက်သွားပြီလို့ကျွန်တော်သတ်မှတ်လို့ရအနည်းဆုံး2000ဝါနဲ့3000ကျားချားပြီရှေ့တန်းစစ်မြေပြင်တွေမှာရောက်နေရခိုင်ဘက်မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာကျွန်တော်တို့ဖမ်းဆီးရမိတဲ့နေရာမှာဆိုစစ်မှုရေးအုပ်တွေနဲ့တတ်ဆိုင်နေတဲ့အများကြီးပဲပါလင်းရအဲတခြားနေအမိတွေမှာလည်းအများကြီးပဲအားလုံးမင်္ဂလာပါ ကျွန်တော်တို့ရဲ့ပုံမှန်တက်ဆက်နေကြဖြစ်တဲ့တော်ဝလီအစီအစဉ်ကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျွန်တော်တို့လင်ထောင်းနဲ့နှစ်ယောက်လက်ရှိကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့စည်ရင်းနိုင်ငံရေးစတဲ့ကိစ္စတွေတဲကနေမှာကျွန်တော်တို့ညီကိုညောက်ကနေမှာအလင်းသိတဲ့သတင်းတွေကိုဒါသုံးသက်ဆွေးနွေးသွားဖြစ်ပါရစေ။မင်္ဂလာလင်ထောင်းရေဟုတ်မင်္ဂလာပါကို။ကဲဒီနေ့တော့အောက်ဒီစီမထန်းနဲ့ကိစ္စတွေပတ်သက်ပြီးတော့ပြောမယ်။အဲ့တော့ပြောရဆိုတော့အရင်ဆုံးကဒီနေ့မှာဆိုလို့ရှိရင်လည်းဒါ တင်ထောင်လေးတာတွေ့လဲပါဘောနော်ဒီမန္တလေးမှာမန္တလေးမဟာအောင်မြင်မြို့မှာဒီပြည်သူစစ်မှုတန်းအပတ်စဉ်စနစ်နဲ့ဘောနော်အပတ်စဉ်စနစ်တော့ကြာပါဘောနော်အဲဒီစနစ်ပတ်သက်ပြီးတော့ဒါသူတို့ဒီဒီကားနဲ့လိုက်ပြီးတော့လိုက်អော်ကြတယ်ဘောနော်ဒီစစ်မှုထမ်းဖို့အတွက်အသက်ရွယ်ကျုံးဝင်နေသူတွေအကုန်လုံးဒီမဲနိုင်ဖို့မဲနိုင်ပြီးတော့ဒါသူတို့ဒီစစ်မှုထမ်းမှာပေါပေါဝင်လာတယ်မပေါဝင်လာသူရွေးတယ်ဘောပြောမယ်ဆိုတော့အနည်းဆက်ဆုံးပြောမယ်ဆိုတော့ထိုင်းမှာလုပ်တဲ့ပုံစံမျိုးဒါသူတို့လောက်လာတာဘောနော် တပုံသင်ပြောင်းသွားတယ်ပြောအောင်ဟုတ်ဆိုတော့ကဒီလက်ရှိမှာလည်းဒီဒါနဖက်ချောက်ပေါ့နော်စိုးဝင်းကလည်းသူတို့ရဲ့ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ကိစ္စမှာဒါအာဂလိမှုတွေရှိနေတယ်ဆိုတာဒါသူကလည်းဝန်ခံသွားတယ်အဲ့တော့သူလည်းသိပြီဆိုတာဟိုကဒီသူ့အထက်ကဒါဂျပုသူလည်းသိပြီပေါ့ဆိုတော့အဲ့တော့သူကဘယ်လိုပုံစံပြောင်းလာလဲဆိုလို့ရှိရင်တော့ဒါလက်ရှိမှာဒီစစ်မှုထမ်းဥပဒေကတသားတည်းပေါ့နော်ဒါရှိတယ်ပြည်သူတွေကိုဒါကြောက်တဲ့နေမှာခွဲကြဘူးတသားတည်းဆိုလို့ရှိတယ်နော် အဲနောက်ကလို့ရှိရင်ဒါမင်းနိုင်တယ်ပေါ့နော်မင်းနိုင်ပြီးမှဒါဒီပါရဲသူကစူထံမင်းပါရဲသူကတော့နောက်တစ်ခေါက်ပေါ့ဆိုဒီသဘောမျိုးပေါ့နော်ပြောရဲဆိုဒါတွင်လေးတာဘူးရှိသွားပြီသူတို့ကစမှုထံဥပဒေကြီးကအာဂရိအရင်လိုအာဂရိတွေမရှိတော့ဘူးဘုံကြီးတွေဘာတွေမပါတော့ဝင်တဲ့ဒါသူတို့ကတကယ်အာဂရိကင်းကင်းရှင်းရှင်းနဲ့ဒါပြည်သူတွေအကုန်လုံးကိုတသားတည်းပေါ့နော်ဒီစူထံနဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုပြောမလဲဆိုတော့ဒါမင်းပြန်ဆိုတဲ့သဘောမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးလောက်တာရဲ့ဟာတွေမြင်ရတဲ့အခါကျတော့အဲ့ဒီပုံမှာအာ နင်းထောင်ကြီးကဘယ်လိုပြောပြောနေလဲဘယ်လိုသုံးသပ်နေလဲဒီတန်းကဒီတိုင်းပါပဲဘယ်တော့မှဟိုကသူမသာပြောင်းလဲသွားမယ်ဘယ်တော့မှမပြောင်းလဲမှာဒီစက်တပ်ပါသူမသာပြောင်းလဲသွားမယ်သူမသာပြောင်းလဲသွားမယ်ဘယ်တော့မှမပြောင်းလဲမှာတော့ဒီစက်တပ်ပါပဲအဲ့တော့ဟိုကိုယ်လည်းလည်းပြောရမယ်ဆိုရင်အာပထမဆုံးသာပြောချင်တာကစက်တပ်ကဒီစစ်မှုရဲ့ဥပဒေနဲ့ပတ်သက်ပြီးတော့တော်တော်လေးဟိုပေါ့နော်ဟိုကျွန်တော်တို့ အာလူလူကိုယုံကြည်မှုရှိအောင်အနည်းမျိုးမျိုးနဲ့လှုပ်တယ်နည်းမျိုးနဲ့လှုပ်တယ်အာဒါသူတို့စပြီးတော့ February မှာစတယ်အာသင်္ကြန်ဥရစပြီးတက်သွင်းတယ် April မှာစတယ်အဲ့ထဲကလှုပ်လာလိုက်တဲ့ပုံစံတစ်မျိုးပြီးတစ်မျိုးဒါပေမဲ့အာလူလူဒီသူတို့ထုတ်ပြတဲ့ပုံစံဒီတိုင်းဘယ်တော့မှမဖြစ်ခဲ့ဘူးဆိုတာလူလူကသိပြီးသားလူလူကသိပြီးသားပါအဲ့တော့ ဟိုလက်ရှိလည်းသူတို့ဟလာအားတောင်းမဲဟိုထိုင်းမှာလိုမျိုးဟလာဟိုရောက်ွက်ကြီးရမှာပဲဖြစ်ဖြစ်ဓမ္မယုံကြီးမှာပဲဖြစ်ဖြစ်ဟိုမှာစုပြီးတော့အာမဲလိုက်ရမယ်အာဟိုကလှုပ်ကြမယ်ဒီဟာလှုပ်ကြမယ်ဆိုရင်လည်းအမှလည်းအဲ့ရောက်ွက်မှာလူကြီးတရားရှိမယ်ဆိုရင်တက်ဆိုင်သူတွေကတော့အာတက်ဆိုင်သူတွေနဲ့ပတ်သက်ပြီးတော့မပါတဲ့သူတွေကလည်းဆက်ရှိနေအောင်ပါအဘအိုကြီးတာသမီးဘာညာဒါတွေကလည်းဆက်ရှိနေအောင်ပါဟိုတော့အာကာသမီးမပါဘူးဘာညာနဲ့ဆိုပြီးတော့ဆက်ရှိနေအောင်ပါနောက်ဆုံး ဟိုဗါလဲဟိုကျွန်တော်မြန်မာပေါ်ကားတွေတောင်မှထည့်ရလဲရှိတယ်ထောင်ကားတန်းအမဲဖုန်းတွေမဲနိုင်တော့ကဘလို့ပဲနိုင်နိုင်ဟိုဟာအုတ်ချွေမှုနဲ့ပတ်သက်တဲ့တွေပေါက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲစစ်မှုတန်းမှာတော့ဘလို့ပဲနိုင်နိုင်အုတ်ချွေမှုနဲ့ပတ်သက်တဲ့တွေမပေါက်ဘူးပေါ့နော်အဲအဲ့လိုပုံစံမျိုးကတော့သွားမှာပဲဘာလို့လဲမဲဆိုတော့ကိုကြိုက်လို့လုပ်လို့ရတာဟုတ်ဆက်ကောင်းမှုလက်စနစ်တစ်ခုမရှိသေးရေအာဒီမှာက ဟိုဘာမှဖြစ်လာမှာမဟုတ်ဘူး။နောက်ပြီးတော့လူလူကလည်းစဉ်းမူတဲ့ဥပဒေကိုယုံကြည်မှုမရှိသေးရအဘာမှဟိုဖြစ်လာမှာမဟုတ်ဘူး။တရားသူကတော့ဒီစဉ်းမူတဲ့ဥပဒေဆိုတာမလူအပန်းနဲ့စစ်တပ်တီသူ့ရဲ့ပြာဆုံးနေတဲ့အရာတစ်ခုကိုအပြန်လည်ဖြေဖြေတင်းမှုအတွက်ဟိုလောဟိုလှုပ်လိုက်ရတဲ့အရာတစ်ခုဖြစ်တယ်။အဲ့တော့စဉ်းမူတဲ့ဥပဒေတကယ်ထမ်းရတယ်မထမ်းမနေရနိုင်ငံတွေမှာထမ်းနေရတဲ့စနစ်တွေမှာဆိုရင်ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင် အော်ဘောနော်စစ်မှုထမ်းရမယ်ဆိုရင်ဟိုကကျွန်တော်တောင်ကိုရီးယားမှာဆိုစစ်မှုထမ်းရတယ်အဲဟိုစစ်မှုထမ်းရတယ်ဆိုရင်အတူတူထမ်းရမဲ့သူတွေကသူတို့ပုံမှန်ချင်းရောသူကသွားထမ်းတာပဲနောက်ဆိုအစိုးရတွေရုပ်ရှင်မင်းသားတွေဘာညာတွေကဆိုအကုန်လုံးဝင်ထမ်းရတာပဲပြောချင်တာကဘာလဲဆိုဒီစစ်မှုထမ်းဥပဒေကငါတို့အတွက်တကယ်ရွေကျဲရှိရှိနဲ့ဘာငါတို့နိုင်ငံအတွက်အကျိုးရှိတဲ့အရာတစ်ခုကိုလောလောရတာဘာလားလို့ထင်မဲ့အောင်ပြည်သူကယုံကြည်သွားတယ်ဆိုရင်တော့ဒါကိစ္စမရှိဘူးဒါပေမဲ့ဒီစစ်မှုထမ်းဥပဒေကတိုင်းပြည်အတွက်လောက်တာမှမဟုတ်တာ ယူငယ်တွေကိုစစ်ပွဲတွေကိုဟိုတွန်းဖို့တဲ့အရာကြီးတစ်ခုကိုအဲ့တော့စစ်မြေပြင်တွေမှာအသက်ဆုံးရှုံးနေရတဲ့ဒီစစ်မှုထမ်းဥပဒေကနေပြီးတော့ဟိုသူတို့သူတို့ပြောကြပါစာပေါ့နော်ဒီပါစာတွေကအများကြီးအများကြီးမှာနည်းနည်းနှုံးမဟုတ်လားစားလာတဲ့ဒီပါစတွေကိုရှည်ရမ်းမတူဟာဗလားစမှုရဥပဒေနဲ့ဟိုကဝင်လာတဲ့သူတွေရှည်ရမ်းမပို့ဘူး။ဟာလုံချုံရင်းတောင်းမှာပဲထမ်းဆောင်မယ်ဆိုပြီးတော့ဇွန်မဲလုံးတို့တခြားသူတွေအများကြီးပြောတယ်။ဒါတကယ်ဖြစ်မလား ရှည်တန်းကိုရောက်သွားတဲ့သူတွေအများကြီးပဲအများကြီးမှတကယ်ကိုအများအများကြီးပဲလို့ကျွန်တော်ပြောလို့ရအဲ့တော့အခုလေသူတို့အာဟိုလူကမဲနိုင်မယ်ဒီလူကမဲနိုင်မှာဟိုရောက်ကွာမှာတော့ဟိုဖြစ်မယ်ဒီရောက်ကွာမှာတော့ဟိုဖြစ်မယ်ဆိုပေမဲ့ဒီစစ်တမ်းဒီစစ်တမ်းပဲဘယ်တော့အခါမှဟိုပြောင်းလဲသွားမယ့်အရာတခုမဟုတ်ဘူးကျွန်တော်တို့အာဒီစုံရဥပဒေကြောင့်ဘာတွေဖြစ်နေလဲဘာတွေဟိုဖြစ်လာလဲဆိုရင်ဟိုကတော့အာလူလူကြားထဲမှာဒါကအာလူငယ်တွေကြားထဲမှာ တကယ်ကိုအခက်ခဲအတားအဆီးကြီးတစ်ခုလိုမျိုးဖြစ်လာတယ်။ထွက်ပေါက်တွေကပိတ်လာတဲ့အချိန်မှာအတကယ်ကိုဟိုဘဲမှာပြေးမရတော့တဲ့အာဘောတော့ဟိုလိုင်ကူကြီးတဲ့မှာပပတ်လေဘဲပြပြဒီတွေပဲရောက်နေတယ်။ပုံစံတစ်ခုမျိုးမျိုးကြီးကိုကျွန်တော်တို့သွားတွေ့နေရတယ်။အဲ့တော့အခုတော့တဲ့သူတို့ဖြားပြတဲ့အရာတွေသူတို့ပြောလိုက်တဲ့အရာတွေဒီကျွန်တော်တို့ယုံကြည်လို့မရအောင်ဆိုတာတည်ကြတယ်။အဲ့တော့နောက်တစ်ခုကအာဆိုးဝင်းတို့ကိုယ်တိုင်ဒီစမှုတဲ့ဥပဒေမှာအာဒီလိုတွေဖြစ်နေတယ်လက်စားမှုတွေရှိနေတယ်ဆက်ရှိရုံပါပဲဆက်ရှိရုံပါပဲ လက်စားစစ်တက်ရှိနေသည်လက်စားမှုရှိမှာစစ်တက်ရှိနေသည်လက်စားမှုရှိမှာစစ်တက်ဟိုဟာကျွန်တော်ကျွန်တော်နိုင်ငံမှာစစ်တက်စစ်တက်နဲ့ပတ်သက်သူတွေရှိနေတယ်ဗျာဌာနတိုင်းနေရာတိုင်းဟာလက်စားမှုကရှိနေတာအဲတော့စစ်တက်နဲ့ပတ်သက်တဲ့ကုမ္ပဏီမှာတော့သူကသူလက်စားမှုရှိတယ်အရက်ဘက်ကုမ္ပဏီရောပါပြောကြတာအဲ့တော့ကျွန်တော်တို့ဒီဥစ္စာကအခုလောလောဆယ်ဖြစ်ပျက်နေတဲ့ဒီစစ်မှုတွေကဥပဒေပါလေလက်စားမှုတွေကြောင့်ဟို ဟိုဖြစ်ပြနေတဲ့အကြောင်းအများကြီးပဲဒီကောင်လေးအဲ့ဥကောက်တိလားဆိုငခိုလေးကလည်းတိတယ်အရင်တော့ကလည်းတိတယ်အခုလည်းတိတယ်နောက်လည်းတိနေပါပဲနောက်လည်းတိနေပါပဲဘာဖြစ်လို့လဲဆိုဒီဥစ္စာကြီးကဖြစ်လာမဲ့ဒါကိုဟိုဘာလို့ဘလုကာဘာလုံမဲ့ဆိုတဲ့ plan သူတို့မှမရှိဘူးသူတို့ဒီဒီဥစ္စာကနေပြီးတော့ရလာဖို့သူတို့မျှော်မှန်းတဲ့ဥစ္စာတစ်ခုဒီဟိုဟာဘလုလူရဖို့ပဲကျန်တာစိတ်ဝင်တော့မင်းတို့ကဖြစ်ချင်တာဖြစ်လုံချင်တာလုံဟိုတော့ဘာလို့စီကိုအပတ်စဉ်လူ ဒီမှာလူတစ်ထောင်သတ်မှတ်လူတစ်ထောင်ရနိုင်မှုပဲလို့ဟိုသူတို့ကနေပြီးပြောထားလို့ဖြစ်တယ်အဲ့လိုရွယ်ထားလို့ဖြစ်လို့ကိုဒါကြီးရဖြစ်မှာအဲ့တော့သူတို့အောက်ကသူတွေလည်းဒါကိုရတဲ့နီလန်းနဲ့ရသလိုခေါ်มาပဲစုဆောင်มาပဲအခု system တွေပြောင်းလိုက်ဒီတိုင်းပဲဆက်သွားมาပဲဆက်ဖြစ်နေအောင်มาပဲအမဲမလိုက်ချင်လို့ဆိုပြီးလက်ထုံးတွေရှိနေအောင်มาပဲနော်အအစိုးရတွေရုပ်ရှင်မင်းသားတွေဟိုနော်အသူတို့တွေကြတော့မဲမနိုင်ရဘူးငါတို့ကြောင့်မဲနိုင်ရတဲ့ပုံစံတွေလည်းဆက်ရှိနေအောင်ပါ ဒီဘိုလ်ချုပ်သားသမီးတွေဘယ်နှယောက်စစ်ထဲရောက်လဲအဲတယောက်မှစစ်ထဲမရောက်ဘူးနော်ဘိုလ်ချုပ်သားသမီးတွေလိုင်ငင်သားဆိုရင်လွတ်လွတ်လပ်လပ်ထုတ်ထုတ်ဟောပေါ့နော်ထွက်ခွာပြီးသွားခွင့်ရတယ်ဟောအဲပြောချင်တာကအဲသူတို့ဒီအခုလောတဲ့ရက်ကွက်တွေရက်ကွက် online နဲ့ live or main night ပါညာဆိုပြီးတော့ထိုင်းလူမျိုးလို့လို့ဘယ်လိုမျိုးပဲလို့လို့ဒီစစ်မှုထမ်းဥပဒေပေါ်မှာလူလူဒီအယုံကြည်မရှိဘူးဆိုတာတော့ကျွန်တော်တို့လုံးဝပြည့်ပြည့်စုံစုံမြင်ရတယ်တစ်ဖက်မှာလည်း သူတို့ရဲ့စစ်မှုထမ်းဥပဒေကနေပြီးလက်စားမှုတွေတချို့တိုင်ဖြစ်ပေါ်နေတော့မင်းအွန်လိုင်းတို့ပြောမင်းအွန်လိုင်းတို့ပဲပြောပြောဆိုးဝင်ပဲပြောပြောဘသူပဲပြောပြောအဲ့ဥစ္စာတွေဒီကောင်တွေဘက်ကနေပြီးတော့အရေးယူဖို့အစီအစဉ်လည်းမရှိသေးဘူးအဲ့လိုဥစ္စာတွေဖြစ်ပေါ်လာအောင်လဲသူတို့ကမျက်စိမှိတ်ပြီးတော့ခွင့်ပြုပေးထားတာဖြစ်တဲ့အတွက်ဒါကဆက်ဖြစ်နေုံမဲ့သဘောတရားတစ်ခုအလို့ကျွန်တော်ကတော့ယူဆပါတယ်ပြောဟုတ်ဆိုတော့ဒါလင်းထအောင်ပြောသွားတဲ့အထဲမှာဆိုလို့ရှိရင်ဒါဘာအောင်မြင်ရလဲဆိုတော့ဒီသူတို့တွေကဘလောက်ကြီးပြပွင့်လဲမြင်တာမှု ရှိတယ်ပြောပြောဒီစစ်တပ်ကဒီလိုမျိုးအကျင့်ပြတ်ချဆောင်မှုတွေကဒါရှိကိုရှိနေမှာအခုလည်းရှိမှာနောက်လည်းရှိနေမှာဆိုတော့ဒါမြင်ရတယ်ဒါတကယ်လေဒါဒါလက်ခံရတော့ဒါကငါတို့လေဒါလူမျိုးဖြစ်လာမှာဆိုတော့ငြင်းနေရတယ်ဒါဟိုးအရင်ကလည်းပြောခဲ့ပါတယ်ဆိုတော့အဲ့မှာနောက်တစ်ခုထပ်ပြီးပြောတဲ့ရှိတယ်ဘာလို့လဲဆိုတော့အခုဒါအပတ်စဉ်တက်ကနေမှာအပတ်စဉ်စနစ်တီရောက်ပြီဆိုတော့အပတ်စဉ်တစ်ခုစီမှာလူရောက်9000ပဲထားအောင်ဒါအခုအပတ်စဉ်စနစ်ဆိုတော့ဒါ6000ဖြစ်သွားပြီ ဒါတင်ချာအတိအကျတော့ဟိုအတွက်တော့ဗောနော်ဒါအတိုးရော်ရရှင်ရှီကောင်းရှိနေတယ်ဘယ်လိုဘယ်လိုဖြစ်တော့ဒါလူ9000အနည်းဆုံးရှိတယ်ထားအောင်အဲ့တော့ဒီလူ9000ရဲ့အင်အားမှာဘယ်လောက်ကရှီတဲ့မှာတည်သွားပြီလဲဆိုတော့ဒီစီးရင်းတွေမရှိဘူးနော်နောက်ဘူးရဲဆိုလို့ရှိရင်အခုအဲ့ဒီဒေကနေမှဘသူဒေကဘောနှစ်နှစ်ပြည့်ပြီဆိုလို့ရှိရင်ဒါသူကနှစ်မနှစ်နှစ်နှစ်တက်မှတ်ထားတယ်ဒါနှစ်နှစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့ဗျဒီလူတွေကတကယ်ထွက်ရဖို့တည်ရောတည်ရအောင်လား ဘာလို့လင်းထအောင်ကိုလည်းစစ်တပ်မှာဒါကြကြလေးဒီအလုံးလုပ်ခဲ့ရဲဆိုတဲ့ခါကျတော့ဒီစစ်တပ်မှာတက်ကနေဖတ်ဖို့ကဘယ်လောက်ခက်ကြီးလဲဆိုလင်းထအောင်ကောင်းကောင်းသိတယ်ဘာဒီကောင်လေးပြေးရတဲ့ကိရိယာတကယ်ကိုတည်နိုင်ပါလားဆိုဒါလေးကိုတစ်ချက်လေးပြောပြအောင်အဲစစ်တပ်ကသူတို့ပြောရရှိတယ်သူတို့စစ်တပ်လည်းဝင်တော့အဲစစ်တပ်ကအရှင်တော်ပဲတော့မပြောဘူးကမင်းထွက်ကျင်တည်တော့ပဲရမယ်ဆိုတဲ့နိုင်အခုဒီစစ်ဥရဥရနဲ့ပတ်သက်ပြီးတော့ဝင်နေတယ်လေသူတို့နှစ်နှစ်ပဲပြီးတော့၅နှစ်ပဲပြီးတော့တေချာထောက်ခွင့်ရပါမို့သူတေချာထောက်ခွင့်ရပါမို့ အဲ့တော့ဟိုတည်တည်နေပဲတည်သွားမယ်စက်တက်ထဲမှာဟိုဖြစ်မှာကိုကျွန်တော်တို့လည်းစက်တက်တယ်ဝင်လဲတယ်စာချုပ်ချုပ်ရတာဆိုချုပ်ရတယ်10နှစ်စာချုပ်ချုပ်ရတယ်စံကုန်တယ်ဟုတ်လားအနည်းဆုံး10နှစ်တောင်းဝင်ထမ်းဆောင်ပါပဲဆိုတဲ့ဥစ္စာဒါပေမဲ့10နှစ်ပြည့်တယ်ထောက်ပံ့တယ်မရဘူးမပေးဘူးမပေးဘူးအခုအာဒီကောင်လေးအခုဟိုပါဘောလားအပတ်စဉ်တက်ကဒီကောင်လေးဟလာစံကုန်တယ်အပတ်စဉ်တက်ကကောင်းလဲဆိုရင်အခုဆိုရင်ဒါဟိုတစ်နှစ်ပြည့်တော့မယ်တစ်နှစ်ပြည့်တော့မယ်ဒီကောင်လေးနောက်တစ်နှစ်လောက်ပဲနှစ်နှစ် ဒီကြထောက်ခွင့်ရမှာမဟုတ်အတနှစ်ပြည့်လို့အဲပထမဆုံးတက်တဲ့9000ဟာအနေရောက်တည်သွားပြီလဲဆိုတော့ကျွန်တော်လိုင်းကြည့်မှတယ်နော်စက်တက်မှာစက်တက်ဒီဟိုဒီစင်ရင်းကိုပြနိုင်မှာလည်းမဟုတ်အော်ပြောချင်တာကဘာလဲဆိုတော့စက်တက်ဒီစာချုပ်တွေစာတန်းတွေစာရွက်တွေကြီးညာချက်တွေဆိုတာသူတို့ရဲ့ဟိုဘောတော့ဟိုစောင်းစောင်းစင်မှာပဲရှိတာဖိုင်နေထဲမှာပဲရှိတာသူတို့ရဲ့လက်တွေ့အကောင့်ထဲပေါ်တဲ့အလုပ်တွေမှာကြတော့အားရမရှိဘူးသူတို့ရဲ့အကောင့်ထဲပေါ်တဲ့ လက်တွေ့အလုပ်တွေမှာကလာမင်းတို့ဝင်လာငုံဆွဲပြီးခေါ်လာရော့ဒီမှာမင်းတို့ဒီနေရာမှာတန်တန်းတက်ရော့လေးလားငါးလားတက်ပြီးရင်ဒုံသွားရှေးတန်းသွားရှေးတန်းသွားတေးကြည့်ပြီးပြီဒါပဲပြီးပြီဒါပဲ process ကြီးယူတကယ်ကြီးဒီတိုင်းပဲဒီတိုင်းပဲသွားနေဒီ process ကြီးอ่ะဒါကြီးကကျွန်တော်တို့သွားကြည့်မနေနဲ့ပြေးကြည့်မနေနဲ့ကျွန်တော်တို့စပြီးတော့စမှုလန်ဥပဒေထွက်တဲ့အချိန်မှာကျွန်တော်တို့ပြောခဲ့တယ်အဒီလူတွေကိုကျင်းစီရှေးတန်းပို့မယ်လို့ကျွန်တော်တို့ပြောခဲ့တယ်တကယ်ပို့တယ်တကယ်ပို့တယ် ဟုတ်လို့လေဒီစစ်တပ်ကြောင့်ကျွန်တော်ကောင်းကောင်းသိလို့ကျွန်တော်ပြောခဲ့ဒီစစ်တပ်ကြောင့်ကျွန်တော်ကောင်းကောင်းသိလို့ကိုကျွန်တော်ပြောခဲ့အခုဟလာဟိုရှေ့တန်းစစ်မြေပြင်နေမှာဟလာအဖမ်းခံရတဲ့၃မန်းနေဖြစ်ဖမ်းခံရတဲ့စစ်မှုထမ်းဥပဒေအတူအများကြီးပဲနော်အများကြီးပဲနော်အဲတပ်ဆိုင်ရာတရင်တွေကနေပြီးတော့ဖက်ပြေးလာတဲ့သူတွေအများကြီးပဲကျွန်တော်ခုနှစ်ပေါ့ကတ်လေးတစ်ခုနားထောင်ပြတယ်အဲပေါ့ကတ်လေးမှာဆိုအာဒီဟိုကလောမှာတက်တဲ့နေနန်းသားကိုဒီဖိတ်ဖက်ကိုပို့လိုက်တယ် ဘိမ့်ဘက်ကနေပြီးတော့အတယောက်ဆိုထွက်ပြေးလာစစ်မှုထဥပဒေအရထွက်ပြေးလာအဲ့တော့ဟိုပြောမယ်ဆိုအဲ့လိုပုံစံတည်းကအများကြီးပဲကျွန်တော်တို့စပြီးတော့ပြောခဲ့တေချာမင်းရန်ကုန်ကရန်ကုန်ဆိုရင်မင်းဟိုဘက်တောင်ကြီးလိုဘာလိုမှတင်းနဲ့သွားတက်ခိုင်းမယ်ပြင်းမင်းဟိုတောင်ဝင်းချတဲ့အခါမှာဟိုအောက်ဘက်ဘိမ့်ဘက်ကိုသွားပြီးတော့ထခဲ့မယ်ဒုံမို့ဟိုဘက်အမြောက်ဖက်တွေဘာတွေကိုပို့လိုက်မယ်ပြောမယ်ဆိုအာသူတို့ဒီဟောဘောတော့လူတယောက်ရဲ့ဒီတင်းနဲ့တက်ခဲ့တဲ့နေရာမွေးရသဒီဘာတွေအကုန်လုံးကို ်ရောသောဖြစ်အောင်လုပ်ပြီးတော့ဟိုဘာလို့လူတယောက်ရဲ့ပုံစံဟိုပြောင်းထွက်သွားအောင်ကိုလုပ်ပြီးတော့ဒီဟိုစစ်မှုရဥပဒေပါအသုံးချလိုက်တာလို့ကျွန်တော်ပြောလို့ရအဲ့တော့ဟိုပြောချင်တာကဘာလဲဆိုတော့ဟိုဒီစစ်မှုရဥပဒေကနေပြီးတော့ဟိုဘာလို့အခုလောလောဆယ်လူ6000ဝန်းကျင်လောက်ပဲရှိသွားပြီလို့ကျွန်တော်ပြောထားပါတော့ဒါကျွန်တော်ခံမှန်းကြည့်အရဆိုရင်တော့ဒါသူတို့9000ပဲပြည့်တဲ့ပတ်စင်တွေအများကြီးရှိတယ်အာတချို့အပတ်စဉ်တွေမှာအတင်းအာဓမဆွဲခေါ်ပြီးတော့လုတ်တဲ့သူတွေအများအများကြီးရှိတယ်။အဲ့တော့ ဟိုပြောရမယ်ဆိုအဲ့လိုဟိုဟာဖြစ်တော့အနည်းဆုံးတော့ကျွန်တော်သတ်မှတ်လို့ရ၄သောင်းကနေ၅သောင်းကြားစီစက်တက်ထဲကိုလုံးဝကိုရောက်သွားပြီလို့ကျွန်တော်သတ်မှတ်လို့ရအဲ့တော့အခုအချိန်မှာရှီရန်စင်ပြေပြေကိုရောက်သွားတဲ့အဲထဲကအနည်းဆုံး၂သောင်းကနေ၃သောင်းကြားကြားပြီရှီရန်စင်ပြေပြေနေမှာရောက်နေအခုတိုက်ပွဲတွေမှာအများကြီးရောနောက်ဆုံးအဲ့ဒါရခိုင်ဘက်မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာကျွန်တော်တို့ဖမ်းဆီးရမိတယ်တဲ့မှာဆိုစစ်မှုရဲ့ဥပဒေနဲ့တတ်ဆိုင်နေတဲ့အများကြီးပဲပါလိမ့်ရအဲတခြားနယ်မြေတွေမှာလည်းအများကြီးပဲ ဟုတ်လားကျွန်တော်တို့ဟိုမပါခါတို့ဘာလို့ပေါ့နော်ဒီပမော်တို့ဘာလို့တိုက်ပွဲတွေမှာဆိုလဲအများကြီးပဲအမှစစ်မှုထမ်းဥပဒေအရသူတွေပါတယ်အနည်းဆုံးအဲ့လောက်က2000 2000နဲ့3000ကျလောက်ကအခုချိန်ရှေ့တည်းမှပြန်ပြီးအသုံးချခံရတယ်အဲ့တော့အပြန်ပြီးအသုံးချခံရတဲ့ဒီခါမှာဟိုဖမ်းခံလိုက်ရင်ကြည်လိုက်အပြည်သူစစ်တည်ပဲပြည်သူစစ်တည်ပဲဖမ်းခံလိုက်ရင်ကြည်လိုက်ဟိုကလက်နက်ချလိုက်ရင်ကြည်လိုက်အပြည်သူစစ်တည်ပဲများတယ်သူတို့ကိုယ်တိုင်လည်းရှေ့တန်းကို စစ်တိုက်ခြင်းလို့လို့ဆိုရထွက်လာတဲ့ပုံစံမဟုတ်ပဲနဲ့သူတို့ကိုအာဘောလားတင်းရတော့ပို့ဆောင်ခံထားတဲ့ပုံစံတစ်ခုလို့ကျွန်တော်ပြောလို့ရအဲ့တော့အဲ့လိုတွေရှေ့တန်းရောက်တယ်အဲ့ဒီမှာမှတီဝါတဲ့ကောင်တွေအများကြီးပဲကဲဘယ်နှယောက်တီဝါပြီလဲစစ်တပ်ထဲကိုထည့်လိုက်လို့ငါသားသမီးလေးငါတူလေးငါညီလေးငါမောင်လေးတော့ငါညီလေးဘယ်နေရာရောက်ပြီးတော့ဘယ်မှာတာဝန်ချနေလဲမသိဘူးဆိုပြီးတော့ဟောတော့ဟိုအဆက်အသွယ်ပြတ်သွားတယ်မိသားစုတွေအများကြီးပဲ တချို့တွေဆိုတေသွားပြီအခုချိန်ကြီးငါသားဖယ်ရောက်နေလဲဘလို့ဟာဖြစ်နေလဲဆိုပြီးတော့ကိုသားတေလို့ကိုရဲ့ဟိုဟိုလူတယောက်ယောက်ပေါ့နော်ကိုမိသားစုရဲ့သူတယောက်စက်တက်တဲရှောက်ပြီးတော့တေလို့တေသွားမှန်းတော့မသိတဲ့ပြည်သူစစ်မှုလဲဥပဒေကိုဥပဒေကြောင့်ဝင်လာရတဲ့သူတို့ရဲ့မျိုးဆက်တွေသူတို့ရဲ့သွေးသားတွေတေသွားတာတော့မသိလိုက်တဲ့မိသားစုတွေနောက်မှာအနာကြီးပဲရှိအဲ့ဒါပေါ်ပြလို့မရတဲ့အရာတွေပဲပေါ်ပြလို့ရတဲ့ အရာတွေအဲကြောင့်ကျွန်တော်ပြောပြည်သူစစ်မှုရဲ့ဥပဒေကိုဥပဒေကြောင့်ဒီစစ်တပ်ထဲကိုထည့်လိုက်ပြီဆိုတေရတယ်အလူရဘဝကိုတတ်ပတ်လိုက်တာလည်းအတူတူပဲလို့ကျွန်တော်ပြောတခြားဟုတ်တာပြောမှာတကယ်ကိုအခုအလူကိုဖြစ်နေစစ်တပ်ထဲကိုဝင်လိုက်တာလည်းမင်းဘဝကြီးတေးပြီဆိုတကယ်ကိုတေးတာတကယ်ကိုတေးသွားလားတကယ်ကိုတေးသွားလားအစအနာတွေပြောက်ဟိုဟာတွေဖြစ်တရားတွေဖြစ်အကုန်ဟိုဟာဖြစ်တော့ဟာဟလာတချို့တွေဆိုအာဂျခိုင်ဘက်ထွက်သွားတဲ့ အရခိုင်ဘက်မှာစင်ပြေပြေမှာဟိုဟာအစတ်တွေမရတော့ဘူးဆိုရင်တေဝါးတဲ့သူတွေအများကြီးပဲတချို့ဥစ္စာတွေဖုံးမရဖိမရဖြစ်လို့ကြော်ကြီးတွေလာပြီးတဲ့ဖြစ်စဉ်တွေလဲကျွန်တော်တို့မီဒီယာတွေထပ်မှာခဏခဏတက်လာရတယ်ခဏခဏကို ကျွန်တော်တို့တွေ့နေရကျွန်တော်တို့လူငယ်တွေစစ်တပ်ရဲ့အထုံးချခံဖြစ်နေစစ်တပ်ရဲ့တကားခံတွေဖြစ်နေဒီစစ်မှုတွေဥပဒေကြီးကကျွန်တော်ကျွန်တော်တို့မြန်မာနိုင်ငံလူငယ်တွေကြားမှာ တကယ်ကိုအခက်အခဲအတော့အကြီးမားဆုံးရင်ဆိုင်နေရတဲ့ဟိုတော့အခက်အခဲကြီးတစ်ခုလို့ဟိုကျွန်တော်တို့ပြောလို့ရအဲ့တော့အဲ့အဲ့အကြောင်းမလို့ဒီစစ်တပ်ကနေပြီးတော့ဘလို့ပဲလို့လို့ဘာပဲပြောလူ9000ကျော်လူ9000ဝန်းကျင်ရဲ့လူငယ်9000ဝန်းကျင်ရဲ့ဘဝတွေအနာဂတ်တွေပျက်စီးသွားပြီ2020 2024ဟလာဧပြီလကစပြီးတော့ယနေ့အချိန်ထိစစ်မှုရဲ့ဥပဒေကြောင့်စစ်တပ်ထဲကိုဝင်လာရတဲ့စစ်မှုရဲ့ဥပဒေကြောင့်လူ9000လောက် လူငယ်9000တည်ကြတယ်အဲ့ဒါလုံးနိုင်ကိုင်းနိုင်လုံးအရွယ်အသက်ဟလာ16 18ကနေပြီးတော့အသက်40ကျော်နော်အဲ့လိုလူတွေလုံးနိုင်ကိုင်းနိုင်လုံးအရွယ်တန်တန်မာမာတွေလူငယ်လူလက်တန်းသာဒီအမျိုးအစားပေါ့နော်အရွယ်သားတွေကျွန်တော်နိုင်ငံရဲ့တကယ့်ကိုတန်တန်မာမာနဲ့တိုင်းပြည်ရဲ့စီးပွားရေးကိုတက်အောင်အများကြီးလုပ်နိုင်တဲ့သူတွေတိုင်းပြည်ကိုနိုင်ငံခြားဝန်ကိုရောက်အများကြီးရှာပေးနိုင်တဲ့သူတွေစစ်တပ်ရဲ့အတုံးချခံဖြစ်ပြီးတော့ဘဝတွေဘလို့အဆုံးသတ်လို့တတ်မှန်းမသိဖြစ်သွားတဲ့အခြေအနေတစ်ခုကို ်ရောက်သွားပြီရောက်သွားပြီဒါကျွန်တော်တို့မြင်နေရတဲ့ဥစ္စာပဲဒီဒီအကြီးဖြစ်လို့ပြည်သူနာပါတယ်ဆိုတာမဟုတ်ဘူးဒီအကြီးဖြစ်အောင်လုပ်ခဲ့တဲ့စစ်တပ်ကပြည်သူကိုမနာနာအောင်ကိုနောက်ဆုံးကြောင်လဲကိုမရောက်ရောက်အောင်ကိုရှိုက်သွင်းပြီးတော့အတုံးချနေတာကျွန်တော်တို့တွေငြိမ်ခံနေလို့မရဘူးကျွန်တော်တို့တွေငြိမ်ခံနေလို့မရဘူးဒီစစ်တပ်တွေဝင်ပြီးတော့ဟလာဟိုကို ရားတဲ့လာတာနဲ့ကိုမိသားစုကိုပြန်ထောက်ပံ့ပါပံ့ပံ့နိုင်ပါဆိုတော့လူကစစ်တပ်ထဲမှာအရင်ရောက်ပြီးတော့လောက်ွက်ကင်ကွက်တွေကိုတီးတဲ့ကောင်တွေပဲရှိတာအဲ့လိုလူအဲ့လိုအခြေအနေရလဲအခုချိန်မှာတော်တော်ကိုရှားတယ်မျိုးကြီးပြကြီးတွေမှာနေပြီးတော့ဟိုဖြစ်တဲ့သူကရှားတယ်အခုချိန်စစ်တပ်တဲ့ဝင်လို့ရှေ့တန်းပို့ခံပြီးတော့ဘဝပြက်နေတဲ့ကောင်ပုံများသွားပြီအဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့ရဲ့လူငယ်ပေါင်းလူရွယ်ပေါင်း၅000ဝန်းကျင်ဟာစစ်တပ်ထဲမှာရောက်ပြီးတော့ဟုတ်လားဘဝတွေ ပြက်ချင်းမလားပြက်နေတဲ့ပုံစံတစ်ခုကိုကျွန်တော်တို့မြင်တွေ့နေရတာဖြစ်ပါတယ်အဲ့တော့ဒီလူငယ်တွေဘာတွေဖြစ်သွားမလဲဘလို့ဟိုဘာဖြစ်သွားမလဲဆိုတာကျွန်တော်တို့ဟိုတော့ဆက်ဆောင်ကြည့်ရတဲ့အနေအထားတွေကမကောင်းပြောရမယ်ဆိုရင်စစ်တပ်တွေကိုလုံလုံချင်းချင်းဝင်တဲ့ကောင်တွေမရှိဘူးလားဆိုရှိပါတယ်အဲ့ဒါကလူနဲ့လူတတော်ကိုနေပါတယ်ကျန်တဲ့သူတွေဟာအတင်းအဓမ္မစုဆောင်ခံရလို့စစ်မြေစစ်မြေပြင်တွေကိုရောက်သွားတဲ့သူဖြစ်ပါတယ်တိုက်ချင်းလုံးကိုကိုက်ချင်းလုံးလို့ဆိုပြီးတော့စစ်မြေပြင်ကိုရောက်သွားတဲ့ စစ်တပ်ထဲကစစ်သားတွေတော်တော်ကိုနှဲပါတယ်အဲ့တော့ဘာပဲပြောဒီလူတွေဒီထဲကိုရောက်သွားပြီနောက်ထပ်သူတွေမရောက်အောင်လဲကျွန်တော်တို့ဒီကနေတိုက်တွန်းလိုပါတယ်မဝင်ပါနဲ့မဝင်ပါနဲ့ချားတဲ့နေနဲ့ချားသလိုရှောင်ခွာပြေးကြပါစစ်တပ်ထဲကိုဝင်လိုက်တာဟာစစ်တပ်ထဲကိုမလျှောက်မလွှဲမချောင်သွားလို့လည်းမဝင်ပါနဲ့ဝင်လိုက်ရတယ်ဆိုရင်လည်းဟောပြန်ရုံးထပ်ဖို့ပဲကြိုးစားပါလိမ့်မယ်ကျွန်တော်ကတော့ဒီကနေပြီးတော့ပြောချင်တယ်မိမိရဲ့ဘဝတွေကိုစစ်ထဲမှာတွားပြီးတော့အဆုံးမတက်ပါနဲ့ခွေးတက်ထဲမှာတွားပြီးအဆုံးမတက်ပါနဲ့ ခွေးဘဝနဲ့ညီကုန်းလာမဲ့ကိစ္စညီကုန်းချုံမဲ့ကိစ္စဖြစ်တဲ့အတွက်ကျွန်တော်ကတော့အားမပြေရအောင်ရှောင်ပါလို့ပဲကျွန်တော်ပြောချင်တယ်ဗျာဟုတ်ဟုတ်တောင်ပြောတာပြောတာတကယ်ကောင်းပါရဲ့ဟိုစိတ်ထဲတော့ကောင်းဘူးဟုတ်လားတကယ်ဟိုဟိုတိုင်းပြည်အတွက်ဟိုငောင်းငောင်းနဲ့တော့ရုပ်တန်းလူတွေအများကြီးပံ့ဖို့ပေါ့ဟိုဒီလူတွေကအခုချွေလို့ရှင်ဟိုအကုန်လုံးတိုင်းပြည်ပတ်ကုန်ပြီလေ group ခေါ်ရတဲ့နာကတိပဲပျောက်သွားတာဆိုတော့ဟို PDF ဆိုတာကတော့ရှင်းနေပေါ့တကယ်လို့လူလူချင်းနဲ့တိုက်ချင်လို့ဝင်သွားတာ တော့ဒီစစ်တပ်မှာတော့အဲ့လိုမဟုတ်ဘူးဆိုတော့ဟိုစစ်တပ်ရကျင်းတော့စစ်တပ်ဟိုတနက်ကန်ရကျင်းတော့မတူဘူးလေဆိုတော့တကယ်ကိုလည်းစိတ်မကောင်းကြပါဘူးဆိုတော့ဒါဒီနေ့ခုကတော့ကျွန်တော်တို့ဒါကျွန်တော်တို့ပြောရတာကတော့ဒီအသွင်ပြောင်းလာတဲ့ဒီစစ်မှုတန်းဥပဒေနဲ့ပတ်သက်တဲ့ကိစ္စတော့ကျွန်တော်ကြီးပြောကြတာပြောဆိုပါသေးပါတယ်ဆိုတော့ဒါနောက်ဆုံးပြေပေါ့နော်ဒါတော်လင်ပြည်သူတွေကိုဒီထောက်နေတဲ့ဗာထက်ကြိုးကြပါပြီအော်ဟိုကျွန်တော်နိုင်ငံရဲ့လက်ရှိအခြေအနေရစစ်တပ်ဟာ ခေါင်းပြန်ထောင်းလိုက်မှုအတွက်သူကကြိုးစားနေတဲ့ကာလတစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ်။အာတပတ်မှာကျွန်တော်တို့လူငယ်လူရွယ်တွေစစ်ထဲခေါ်ပြီးတော့သူတို့ရဲ့စစ်တပ်ကိုအင်အားကြီးထောင်းအောင်လုပ်တယ်။ရှေ့တန်းစစ်မင်းပြင်းတယ်မှာဒူးနဲ့တဲတော့ဒူးနဲ့တဲနဲ့သူတို့ဟိုပါဘောတော့ဒီဟိုအင်အားတွေနဲ့စစ်တိုက်နိုင်မှုအတွက်သူတို့ကြိုးစားနေတာ။တချို့နေရာတွေမှာစပြီးအောင်တွေဖုံးနေတာတွေကျွန်တော်တို့တွေ့ရတယ်။အော်တပတ်မှာလည်းနိုင်ငံရေးရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်တွန်းဖို့အတွက် ်ဘယ်မြေတွေကိုပြန်ရရှိအောင်လုပ်ဖို့အတွက်တနည်းတစ်ပုံနဲ့စူးစမ်းနေကြတာပဲကျွန်တော်တို့ဘာပေါင်းဆောင်ကနေတွေ့နေရတာအဲ့တော့ကျွန်တော်ကတော့ဒီနေရာကနေပြောချင်တာကျွန်တော်တို့တော်လက်ရေးဟာနေ့ရက်တိုင်းအချိန်တိုင်းဟာကျွန်တော်တို့အတွက်အရေးကြီးပါတယ်ကျွန်တော်တို့စစ်တပ်ရဲ့ခြေလှမ်းတိုင်းကိုတည်ထားပြီးတော့ကျွန်တော်တို့လုပ်ရမယ့်အရာတွေကျွန်တော်တို့ကတာဝန်တွေအများကြီးကျွန်တော်တို့ရှိပါတယ်အာဒါကတော့သူ့အတူအလိုလိုပြီးသွားလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့လွှတ်ထားလိုက်ရင်ဒီနေ့လူငယ်9000ကျော်ကျွန်တော်တို့ စက်တက်သေးကိုအင်အားတစ်ခုအဖြစ်ကျွန်တော်ယောက်သွားပါတယ်။ငါတို့ကတော့သပွဲဝိုင်းနေပုံမှာတိုက်လိုက်မယ်သပွဲဝိုင်းနေပုံမှာငါတို့ကစကားပြောလိုက်မယ်ပြီးသွားပါပြီဆိုပြီးတော့ငါတို့ရဲ့ရင်မှန်းချက်လည်းမပြည့်မြောက်ပဲနဲ့စက်တက်နဲ့လဝါချင်းရိုက်လိုက်လို့လေပြီးသွားမယ်အရာတစ်ခုမဟုတ်တော့ပါဘူး။အဲ့တော့ကျွန်တော်ကတော့ဒီနေရာကဒီနေရာကနေပြီးတော့ပြောချင်တာကတော့ကျွန်တော်တို့တော်လန်ရေးမှကျွန်တော်တို့ရိုးသားဖို့လိုပါတယ်။အလုံးလုံးဖို့လိုပါတယ်။အလုံးမလုံးခဲနဲ့ဟုတ်လားတကယ်အလုံးမလုံးခဲနဲ့ကျွန်တော်တို့လေကြီးနေလို့လည်းကျွန်တော်တို့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့စစ်တပ်ဒီခေါင်းပြန်လာထောင်လာထောင်လာမယ်ဆိုရင်ကျွန်တော်တို့တသက်လုံးသူ့အောက်ကနေပြန်လွတ်ဖို့နောက်တစ်ချိန်ရုံးဖို့ဆိုတာကျွန်တော်တို့ခက်ခဲပါတယ်အဲ့တော့ဒီတစ်ချိန်အင်ပြည့်အားပြည့်ရှိတော့မှကျွန်တော်တို့ဟိုတော့နောက်ဆုံးပန်းနိုင်ထိရောက်အောင်ကျွန်တော်တို့ဆက်သွင်းကြပါလို့ပြောရင်းနဲ့ပဲကျွန်တော်ညီကိုနေကဒီညတော်ဝေးလေးစီတယ်ဒီမှာပဲရန်လာခြင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ